بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجيز لنا جنرو تعليم القرآن والمعين بيجة تينتو إسلام بيجة جامعي بي سيزين أفاين تيا ليزة تونغو تونغو تنسا بيجة بي بي بارة تيربا مالة جنرو زيغو يوشي لارة ميغون تيغا ميغون چاكو غو ويچه تنسا بي دواما بي بارة أري ميغون ايغو فيجا بيبو سيا نپاو جنرو فيجا دارة تباغارو چنوڑو تعلیم القرآن مولے میں چون ہو جیئے حدیث نامیہ سے عرباب چھے حضرت مولانا مفتی صحائب قاسمی صاحب کے بارے اوٹھا سے عرباب آلے چنوڑو تعلیم القرآن مولے میں چون ہو جیئے حدیث نامیہ سے عرباب پھے حضرت مولانا مفتی اجمل قاسمی صاحب کے بارے پڑھما میگوں گو سیاہ مفتی صحائب کا پھیچا پی با سیاہ ایا وڈی تائم پتہ ایمیو تھاؤنگوں یکوہ گا محمد سلیم کو اوزو, اوزو جی میٹھا بارے ဆရာအခုခေတ်မက်တပ်ကျောင်းတွေမှာဂျယ်စာလောက်တာမူဆာဘကာလောက်တာလောက်ခွင့်ရှိပါသလားပိုင်ပါသလားတမန်နဘီဆလလောဟူအလိဝါဆလမ်လက်ထက်ကလောက်ခဲ့ပါသလားအွမ်မတ်ကိုလောက်ပါလို့မှာခဲ့ပါသလားဘာကြောင့်လဲဆိုတော့ကျောင်းတွေမှာကလေးတွေကိုစုတစိတ်တွေနဲ့ငွေကြေးစုတွေနဲ့အလ္လာဟ်ကလမ်ကိုအပြိုင်အဆိုင်လောက်ရလောက်မှာရမယ်ပုံစံမျိုးတွေလောက်လာကြလို့ပါပဲဟာမီဒွန်ဝမုဆလီယံဝဘီလာဟီတောဖီက ဂျယ်ဆာနဲ့ပတ်သက်ပြီးတော့အရင်ပြောရမယ်ဆိုရင်ဂျယ်ဆာဆိုတာကဒါကဘာလို့လာလဲဆိုတော့စုရတဲ့ကြောင်းသားတွေနော်အလိုမျိုးပဲ half speed war တဲ့ကြောင်းသားတွေ molly speed war တဲ့ကြောင်းသားတွေကိုစနစ်ပေးတယ်စုပေးတယ်သူတို့ဂုံပြူတာပေါ့နော်သူတို့စုပေးစနစ်ပေးတယ်ဆိုတာကပွဲပေးတယ်ဆိုတာက certificate ပေးတာပေါ့ဆိုတော့အကယ်၍ရှရီယတ်တရားတော်အရပြုပန်ခွင့်မရှိတဲ့ကိစ္စရဲ့တွေနော်အလိုမျိုးပဲ ရှရီယတ်တရားတော်အရတားမြစ်ထားတဲ့မင်းမျိုးဖွဲ့ရကောင်းတဲ့ကိစ္စရပ်တွေရောနောပါဝင်ခြင်းမရှိဘူးဆိုရင်ဟာလာဒီစုရတဲ့ကလေးတွေကိုစုပေးဖို့တော့ဆန္ဒတရားတဲ့ကလေးတွေကိုဆန္ဒပေးဖို့တော့ဂျန်ဆာပြုလုပ်ခြင်းကသာပိုင်တဲ့ရှရီယတ်တရားတော်ရအဲ့ဒီမှာဘာပြဿနာမှမရှိဘူးဘိုင်ဟကီကျမ်းမှာအီမမ်ဘိုင်ဟကီရှူအဘူလ်အီမန်မှာရေဝါတခုတူရတယ်ဟာဇတ်အဗ်ဒူလာဘင်အိုမာရဒီအလာဟူတာလာအန်ဟူမာကဆင်ပြ حضرت عمر رضی اللہ تعالی عنہ کا دوسرا خلیفہ جی حضرت عمر رضی اللہ تعالی عنہ کا سورۃ البقرہ کو تین یوں کہہ رہے 12 نے جا 12 نے جا رہے سورا کا باجو لے سورا اگین زگلوں نے کو الٹ چٹ رہے پھر ادیب رے کو لیلا سی بو رہے تفسیر کو پھر لتی عمل لو الو پونزان نے سورہ بقرہ کو تین یوں حضرت عمر کا 12 نے جا رہے فلما ختمھا نحر جزورن အဲ့ကုရ်အန်အဲဆူရာဘကရာတဘုတ်လုံးပြီးသွားတဲ့အခါမှာဟဇရတ်အိုမာကအလ္လာဟ်တအလာကိုရှုပ်ကရလို့တဲ့အနေနဲ့ကလောက်တကောင်ကိုဇဘာလို့ပြီးတော့ဒူတွေကိုခေါ်ပြီးတော့ကျွေးတယ်ဆိုတော့ဒီမှာဂျယ်ဆာလို့တဲ့အခါကျရင်လည်းဒီလိုပဲပေါ့ဟာဖစ်ပြီးသွားတဲ့ကြောင်းသားဟာလာမိဘတွေကရှုပ်ကရလို့တဲ့အနေနဲ့အဲ့လိုမျိုးပဲအာလင်ပြီးမြောက်သွားတဲ့ဒီကိုစ်တစ်ခုကိုကျော်ဖြတ်ပြီးသွားတဲ့အရှင်တစ်ခုသာသနာပညာရရှိတော်တဲ့ကိုသားဟာကိုသမီးအဲ့ဒီပုံမှာဟာလာဂျယ်ဆာလို့တဲ့လူတွေကိုခေါ်ပြီးတော့ထမင်းကျွေးတယ်ဒါက ဒါကအလ္လာဟ်တာလာကိုရှုပ်ရလို့တဲ့အနေနဲ့ကျွေးတာဖြစ်တယ်နိယတ်မှန်လဲဆိုရင်ဒါမှမဟုတ်ဒီမှာဘာမှပြဿနာမဖြစ်အကယ်ပြသွားဖို့အတွက်ဒါမှမဟုတ်တခြားမကောင်းတဲ့နိယတ်တွေရှိတယ်ဆိုရင်တော့တော့တလူတော့မှာပေါ့နော်ဆိုတော့များတော့ဖြစ်ကတော့ရှုပ်ရလို့ဘုသကျောင်းသားမိဘတွေတို့ပတ်စံတွေကိုတုံးကြတယ်နော်အဲ့ဒီမှာဟိုကျောင်းဘက်ကနေဖိအားပေးတာမျိုးတွေလည်းမရှိရဘူးပေါ့နော်တလောတလောပေးရမယ်တတ်မှတ်ပြီးတော့မတတ်နိုင်တဲ့မိဘတွေဒုက္ခရောက်တဲ့ပုံစံမျိုးတွေမရှိဘူးဆိုရင်ပုံမှန်ပြဿနာမရှိဘူး jealousy ဒါပေမဲ့အခုနောက်ပိုင်းပါတွေ့ရလဲဆိုတော့ jealousy တွေ ဒါအစင်ဆက်လုပ်ခဲ့တာပဲကျွန်တော်တို့ရဲ့သာသနာပညာရှင်အကြီးအကဲတွေအားလုံးလုပ်ခဲ့ကြတာပဲဆိုတော့ဒီဘက်ကဒီဘက်ခင်မှာဘာတွေ့ရလဲဆိုတော့မလိုလားအပ်တဲ့အခုနကပြောသလိုမျိုးတရားတော်ရအလားမနေမျိုးဖော်ရကောင်းတဲ့ကိစ္စတွေစရိယတရားသားမြစ်ထားတဲ့ကိစ္စတွေကျန်စားတွေမှာရောပြွန်းလာတာကိုတွေ့ရတယ်အလားအမျိုးသားတွေအမျိုးသမီးတွေထိန်းလို့မရဘူးအလားရောနိုးပြီးတော့မတက်ရက်ပြီးတော့စကားပြောနေကြမယ်ဟိုနေရာမှာရက်ဒီနေရာမှာရက်မင်းကလေးတွေတော့ပရဒါလုတ်ထားတယ်ယောက်ျားလေးနဲ့မင်းကလေးကိုပိုင်းခြားရတဲ့ဟာကိုအဲ့ဒီအလေကပရဒါကြီးကိုဆွဲဖြုတ်ခြားလိုက်တယ်မင်းကလေးတွေလည်းဒီတိုင်းပဲ ယောက်ျားလေးတွေနဲ့ဒီလိုပဲထိုင်နေကြတယ်ဆိုတော့ဒီလိုမျိုးနောင်မင်းကလေးတွေဟိုလာအလှပြင်ပြီးတော့လာကြမယ်မျက်နှာကိုမအုပ်ထားဘူးစားတယ်ဒီလိုမျိုးတရားတော်အရာမနည်းမျိုးခွေကကိစ္စရတွေပါဒီမှာအများကြီးပါလာတယ်เนาะ israf လို့ခေါ်တယ် israf ဆိုတာဖြုံးတီးမှုတွေပေါ့နော်တကလူဖာအလားမနည်းမျိုးဖွဲ့ရတကလူဖာဆိုတာကဘာလဲဟန်ဆောင်မှုတွေတယုတ်ဆောင်မှုတွေများလာတယ်ကျန်စားတယ်ဆိုတော့ဒါတွေကတော့ဟလားမူလအလုံးနဲ့မဆိုင်ဘူးပေါ့နော်မူလဒါကျွန်တော်ပိုင်တယ်လို့ပြောတာကဂျယ်စာကိုပဲပြောတာတီးတဲ့ အဲ့ဒါကလေးတွေကိုစုပေးဖို့တော့စနစ်ပေးဖို့တော့လုပ်တဲ့အခမ်းအနားကိုပဲပြောတာဒီဟာတွေရောပြွန်လာပြီဆိုရင်တော့တာသနာမီပညာချက်ကပြောင်းသွားမှာတာသနာပညာရှင်တွေလည်းအခုစဉ်းစားနေကြပြီဒီဂျယ်ဆာနဲ့ပတ်သက်ပြီးတော့ဂျယ်ဆာတွေထိန်းလို့ရတော့ဂျယ်ဆာတွေမှာဖြစ်နေတဲ့ပြဿနာတွေကတရားတော်နဲ့မလျော်ညီတဲ့ကိစ္စတွေကများလာနေတဲ့တော့ကြောင့်တာသနာပညာရှင်ကြီးတွေလည်းစဉ်းစားနေကြပြီကျွန်တော်ပြောတာကမူလအရင်မူလအရင်မြေလောက်ရက်ကိုပြောတာပေါ့နော်အဲ့ဒါကတော့ပိုင်ဘာမှပြဿနာမရှိဘူးနောက်တစ်ခုမိဘနဲ့မှာပါတာကဘာလဲဆိုတော့မဆဘက မူဆာဘကာနဲ့ပတ်သက်ပြီးတော့ဗာတိရတယ်လဲဆိုတော့မူဆာဘကာလုပ်ရဆိုတာကလည်းဗာတော့လဲဆိုတော့ဒီမှာမူဆာဘကာလုပ်ငယ်ဒီမှာမူဆာဘကာလုပ်တဲ့တော့ကြောင်းကြောင်းသားတွေဒီမှာတက်ကြွမှုတခုရှိနေတော့ဗောနော်ကျမ်းစာမှာကုရ်အန်ကိုချက်တဲ့နေရာမှာနောက်တဂျူဝီစီဖတ်မခါရစ်တာတွေကိုလည်လာတဲ့နေရာမှာတက်ကြွမှုတခုသူတို့ဒီမှာရှိနေတော့ဗောနော်ဆိုတော့ဒါကကောင်းတဲ့အပေါင်းလက္ခဏာဆောင်တဲ့ရလက်ဒီအများကြီးထောက်တယ်မူဆာဘကာကနေပြီးတော့နော်အမ်စိတ်အားထက်သန်တက်ကြွမှုတွေကြောင်းသားတွေဒီမှာလည်းဖြစ်လာတယ်ကြောင်းသားမိဘတွေဒီမှာလည်း ဖြစ်လာတယ်ကျွန်တော်တို့ခေပညာပိုင်းဆိုင်ရာမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ခေပညာမှာအောင်မြင်သွားတဲ့ចောင်းသားတွေចောင်းသားတွေအဲ့လိုမျိုးပဲစုရတဲ့ចောင်းသားတွေဟာလာဘွဲလက်မရတဲ့ចောင်းသားတွေကိုဘယ်လိုတော့သူတို့ဂုံပြုကြတယ်လဲဆိုတာအားလုံးအဲ့လခိပညာတော့တက်ကြွကြတယ်။ဘာကြောင့်အဲ့လိုဂုံပြုတဲ့တော့ကြောင့်အကယ်သာသနာပညာမှာလည်းအဲ့လိုဂုံပြုတာတွေချီးမြှောက်တာတွေကျွန်တော်တို့မလုပ်ဘူးဆိုရင်ကုရ်အန်ကိုကြက်မဲ့လူတွေကုရ်အန်ရဲ့တဂျူးဒ်ကိုလေ့လာမဲ့လူတွေကုရ်အန်ရဲ့တက်ဖစီတွေကို ပြေးလာဖတ်ရှုမဲ့လူတွေဘယ်လောက်နေပါမလဲဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်ဆိုတော့ဒီចောင်းသားတွေတာသနာចောင်းသားတွေဒီမှာလည်းထပ်တန်တက်ကြွမှုရှိအောင်ဒီကျယ်စားတွေမူစာဘကတွေလုတ်ပေးတင်တယ်လို့တော့တာသနာပညာရှင်ကြီးတွေကမြင်ကြတယ်လုတ်ပေးတင်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီမူစာဘကနဲ့ပတ်သက်ပြီးတော့အထောက်အထားဘာတွေ့ရတယ်လဲဆိုတော့တမန်တော်မကြီးဆလ္လာလဟ်အလัยဟိဝဆလမ်ခင်မှာဆဟာဘီတွေရဲ့ကြားမှာမူစာဘကရှိခဲ့မူစာဘကဆိုတော့ဘာနဲ့ပတ်သက်ပြီးတော့လဲဆိုတော့ မြားပစ်ခြင်းတို့မြင်းစီခြင်းတို့ကလအုပ်စီလေးခြင်းခြင်းတို့စတဲ့အဲဒီကိစ္စတွေမှာမူဆာဘကရှိခဲ့တယ်။တမန်တော်မကြီးဆလ္လာလဟ်အလိုင်းဝါဆလမ် အမေရှိတော်မူခဲ့တဲ့တင်မီစီကျမ်းမှာအဘူဒါဝုဒ်ကျမ်းမှာရှိတဲ့လာဆဘကအီလာဖီနစလင်အီလာဖီနစလင်ဝခိုင်လင်တမန်တော်မကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကအမေရှိတော်မူတဲ့ဟာလာမူဆာဘကပြိုင်ဆိုင်မှုပေါ့နော်မပိုင်ဘူးဒါပေမဲ့မြားပစ်ခြင်းမြင်းစီခြင်းနောက်ကလအုပ်စီခြင်းအဲဒီကိစ္စမှာတော့ မူဆာဘကအဲ့ဒီကိစ္စတွေမှာတော့မူဆာဘကပိုင်တယ်။ဒါပေမဲ့ဂျီဟာဒ်အတွက်ရှေ့ရလစ်ချင်းမှုနဲ့ဆန်တဲ့ကိစ္စရတွေမှာတယောက်နဲ့တယောက်ပြန်ဆန်မှုပေါ့နော်။အဲ့ဒါပိုင်တယ်ဆိုပြီးတမန်တော်မကြီးဆလ္လာလာဟူအလัยဟိဝါဆလမ်အမေရှိတော်မူခဲ့တယ်။ဆိုတော့ဆဟာဘီရဲ့ကြားမှာလည်းရှိခဲ့တယ်ပြိုင်တယ်ပြိုင်တယ်အဲဒီမှာဟိုကေမာတော့မပါရဘူးပေါ့နော်။ကေမာဆိုတော့ဘာလဲဆိုတော့ပြန်ဆန်တဲ့လူနှစ်ယောက်ရှိတယ်ဆိုနှစ်ယောက်ဆိုတော့ပတ်စံဆက်လိုက်တယ်။ဆက်ပြီးတော့နိုင်တဲ့လူကဒါကိုယူမှာဒါဆိုရင်တော့အလောင်းစားဖြစ်သွားပြီ။အကယ်အဲ့လိုမဟုတ်ဘဲနဲ့ဟာလေတယောက်ကတည်းကထုတ်တယ်။နောက်တယောက်ကမထုတ်ဘူး။ဒါမှမဟုတ်လည်းတတိယတယောက်က ထုတ်ပြီးတယ်အဲအဲ့လိုပုံစံမျိုးဆိုရင်ဒီပယ်ဆိုင်ဥမှာဘာမှပြဿနာမရှိအဲ့လိုမျိုးတွေရှိခဲ့တယ်အော် Jeff Hart ဆိုတာကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာတော့လဲ Airline Kalimatullah တော့ Airline Kalimaro ကိုမြင့်တင်မှုတော့ဖြစ်တယ်လို့ဒီဘက်ကကျွန်တော်မကော်ရန်တင်ပေးခြင်းတင်ယူခြင်းတကြွနဲ့တကွာအလုံးစုံပဲအလွတ်ကျမှတ်စေခြင်းအလားခလေးရစေတဲ့တော့ကြောင့်လို့ချင်းဒါရီအားလုံးကလည်း airline ကလီမတူလာတော့ပဲ airline ကလီမာရောကိုမြင့်တင်မှုတော့ပဲဆိုတော့မြင်းစီချင်းတို့မြားပစ်ချင်းတို့မှာမူဆာဘကပိုင်နေဆိုရင် ကျွန်တော်မကူရန်ကိုအလွတ်ကျမှတ်ခြင်းလို့တဂျူအီကီရာအစားတွေဒီကိစ္စမှာဆိုရင်ဘဒရကြိုင်အော်လာမူဆာဘကပြန်ဆိုင်မှုဆိုတာဒါကတော့ပိုင်ရမှာပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သာသနာပြန်ဆိုင်ရှင်တွေကဘာမှမရှိကြလို့အားလုံးမဟုတ်မပိုင်ဘူးလို့ပြောတယ်မူဆာဘကကိုမပိုင်ဘူးလို့ပြောတယ်သာသနာပညာရှင်တွေလည်းရှိတယ်အများစုကတော့ဒါကိုပိုင်တယ်လို့ယူဆကြတယ်ကျွန်တော်တို့ဒါရူအစ်ဖတာရဲ့ဒါဖတ်တော်ပါနော်ဒုတိယမေကွန်ကိုဆရာမူတီအဂျမလ်ကဖြေကြပြီးပါဆရာ မချေဒီလေးကမိထားပါတယ်ဆရာမြေကျွန်းသွားတော့ကဘတ်အဟောင်းကိုမြေအစ်စ်ပြန်ဖို့ပြီးကဘတ်အစ်စ်ပုံစံပြုလုပ်ခွင့်ရှရီအတ်မှာရှိပါသလားရန်ကုန်ကမိတ်ဆွေတယောက်ကမြေဖို့ပြီးကြောက်ခင်းမဲ့ပြောလို့အနည်း20ကျော်ပြီးဖြစ်တဲ့ကဘတ်ကိုအဲ့လိုလုတ်ပိုင်ပါသလားဆရာဘစ်မလာဟီရာဟ်မန်ရာဟီမ်အာမီဒွန်ဝမုဆလီယောဝမုဆလီမာအမ်မာဘကဘတ်ဒခု ်လားအကြောင်းရင်းတစ်ခုခုကြောင့်ညစ်ကြဝါလို့ဖြစ်စေဒါမှရေစီးတိုက်စားသွားလို့ဖြစ်စေမိုးများလို့ဖြစ်စေမျိုးကြောင့်ကြပါတယ်ဒါမှလည်းမြေကြီးဝတ်သွားတယ်ပြည်ရမြေကြီးသသားတဲ့ဖြစ်သွားမကြုံသသားတဲ့ပြတ်သွားတယ်ကဘရဆိုတာမသိရတော့စားတဲ့လိုအချင်းတွေမျိုးတွေမှာအဖိုကားတွေကဒါကို အေးအပေါက်ရှိတယ်ဆိုရင်အပေါက်ကိုပါဖားပြီးတော့ကျွန်တဲ့အပေါက်ကိုပါဖားပြီးတော့အမီပြန်ဖို့ပြီးတော့ကဘာပုံစံခေါခေါလေးပြန်လုပ်ခွင့်ပြေးတယ်ဒါဖိုကဖီကာချန်နဲ့မှာဒါတာလခနီယာလို့ရှာမီလို့ဖတ်တော်ဟင်ဒီယာလို့စတဲ့ပြည်ဒီချမ်းကြီးတွေမှာအတိလည်းပါရှိတယ်ဝါလာဘာစာဘီတတူရီနဲ့ကော့ကော့ဘရီဆိုပြီးဆိုဒါတော့လုပ်လို့ရဒါပေမဲ့အခုနမီးပွန်းတွေမှာတစ်ချက်ကြားလိုက်တယ် ကဘတ်ပေါ်မှာကြောက်ခင်စတာအလှကြောက်ခင်တာပဲဒီဒီအလှကြောက်ခင်တာ ਨੇ ပတ်သက်ပြီးတော့ဒါဘုကာရီတာမြင့်တာတယ်ဆိုဒီကဘတ်ကိုခိုင်ခတ်အောင်လုပ်ဖို့တော့ကျွန်တော်အများဆုံးဒီလောက်ပဲလုပ်ခွင့်ရှိမယ်ဘေးမှာအုပ်တင်နဲ့ဒီအလှအုပ်လဲအလှအုပ်မဖြစ်စေရအောင်အလှပတ်တော့တုံးနေအောင်မဖြစ်ပြန်မဟုတ်ပဲနဲ့စားတာရေရိုးအုပ်တွေကိုပဲ ဒီမှာပေါင်ခတ်ပြီးတော့အပေါင်ခတ်ပြီးတော့ဒီကဘာရဲ့ပုတ်ကဘာရဲ့ဒီတိတာမှုဟာလာမပြောက်သွားရအောင်မိကြီးကိုထိန်းတဲ့အနေနဲ့ဆိုဘေးကနေလုံဝင်ရှိတယ်အတချို့ figure ပညာရှင်တွေကဟာလာအခိုင်အမာဘေးမှာဟာလာကွန်ကရစ်တွေပိုင်းလုံဝင်မှာပေးတယ်ဒါပေမဲ့ဤကဘာအပေါ်မှာဒါပေအတိုင်းတာလောက်ဒီမရစ် ဒီကျွန်တော်တို့ဒီရုပ်အလောင်းကိုမြှောက်နှံထားတယ်အဲအဲ့ဒီပုံမှားတော့ဘာမှအခိုင်မာလောက်ွေးမရှိဘူးအခိုင်မာလည်းလောက်ွေးမရှိသလိုဥနာလိုအလှပုံသားမျိုးနဲ့လည်းပုံဖော်တာဒီကြောက်လေးတွေကျဲရဒါလည်းဖကားတွေအတိုင်းမြတ်တာလားတွေ့ရတော့ဒါတော့လောက်ွေးမရှိဘူးအများဆုံးလောက်ကျင်တယ်ဆိုရင်အလားဘေးမှာအုပ်လေးတွေစီလိုက်ကဘာကူအလားပြုံမလွတ်အောင်ထိန်းတဲ့သဘောမျိုးနဲ့လှုပ်လိုက်ဒီအပေါ်မှာတော့ကြောက်တယ်ပါလေအလားမရှိပါဘူးတတိယမိကုံကိုဆရာမူတီဆိုဟိုက်ကဖြေကြပြပါဆရာ မိတ်ဆွေတူမေမိတ်ဆွေတူကမေးထားပါတယ်ကျွန်တော်ကအရာဝတီတိုင်းကပါရှေးဆောင်အီမမ်ကမိုက်နဲ့နမာစဖတ်ပါတယ်အတန်တိုးတိုးဖတ်ရတဲ့နမာစတွေကိုမိုက်နဲ့ဖတ်ရင်အားလုံးအတိုင်းအတာကြားနေရပါတယ်ဘာဆိုတာတွဲလဲဆိုတာကအစကြားရပါတယ်အတန်ကြဲကြဲဖတ်ရတဲ့နမာစတွေမှာလဲတတိယရကအတ်နဲ့သရုတ်ထရကအတ်တွေမှာဆူရာဖာတီဟာဖတ်တာတက်စဘီတရှဟုဒ်ဒရူဒ်မာဆူရာဖတ်တာတွေလဲရှင်းရှင်းကြီးကြားနေရပါတယ်တမင်အတန်ထွက်အောင်လုပ်နေတယ်လို့ဖြစ်နေပါတယ် အခြားအီမမ်တွေအဲ့မိုက်နဲ့ပဲဖတ်တာအတန်မကြားရပါဘူးနမတ်ပိုင်းမပိုင်းတိချင်လို့ပါဆရာအချိန်ကြီးတော်တော်များများဖြစ်နေလို့ပါကျေးဇူးပြုပြီးဖြေကြားပေးစီလို့ပါတယ်ဒါဒီမူကုရ်အာန်ရဲ့ဆရာသခင်အာလင်ပညာရှင်များအားလုံးကိုနှစ်ဘဝအောင်မြင်မှုအလ္လာဟ်ချီးမြှင့်ပေးသနာတော်မူပါစေအွန်မတ်အချိုးကိုနောက်ဆုံးတိုင်းတည်ပိုးနိုင်စွမ်းအလ္လာဟ်ရှင်ချီးမြှင့်ပေးသနာတော်မူပါစေဆရာများရဲ့အသက်အိုးအိမ်စည်းစိမ်မှာအလ္လာဟ်ရှင်ဘာရကတ်ချီးမြှင့်ပေးသနာတော်မူပါစေအာမင်ကျွန်တော်တို့စီရီနမတ်မှာ ရှစ်လုတ်ချင်းကဒါကဝါဂျစ်ဖြစ်တယ်နမဆိုရှစ်ရှစ်လုတ်တယ်ဆိုတာကဟာလာတူတူဖတ်တာပေါ့နော်လွယ်လွယ်ပြောမယ်ဆိုရင်ရှစ်ရဲ့အဆင့်ကို30 30ကျွန်တော်တို့တွေ့ရတဆင့်ကဘာလဲဆိုတော့တဆီဟင်တဆီဟุลဟူရူဖ်အခရီကိုသူ့နေရာနဲ့တူပေါ့နော်ထုတ်ချင်းတဆီဟุลဟူရူဖ်အဲတဘောကတဘောကလီဒန်နည်းနည်းလေးပဲပါပေါ့နော်ကိုတော်မှမကြားရဘူးဒါပေမဲ့ကုပ္ပဇတ်နောက်တေရောကကတ်ပြီးတော့နားထောင်လာဆိုရင်တော့ကြားရမှာ ဒါကပထမအဆင့်နံပါတ်2အဆင့်ကကြတော့နံပါတ်2အဆင့်ကကြတော့အစ္စမာဟုနဖ်စီဟီအစ္စမာဟုနဖ်စီဟီဆိုတော့ဒီလောက်လီရန်လေးနဲ့ဖတ်တဲ့ကိုတယောက်ကြာကိုတယောက်ကြာဒါကစီရီယဒုတိယအဆင့်စီရီယနောက်တတိယအဆင့်ကပါလဲဆိုတော့အစ္စမာဟုနဖ်စီဟီဝမန်ကောရူဘာကိုကိုကိုလည်းကြားအောင်လုပ်တယ်နောက်ကိုနဲ့အင်မတန်ကတ်နေတဲ့လူ2ယောက်3ယောက်လည်းကြားရအဲ့ဒါလောက်ဟာလဲစစ်ပဲခေကပညာရှင်တွေရဲ့ထားမှာအဲ့ဒါလောက်ကလည်းစစ်တယ်ဖြစ်တယ်အဲ့တော့ မိဘနဲ့မှာပါတာက မိုက်တက်ထားတဲ့အတော့ကြောင့်အတန်ငါကြားနေရတယ်အီမန်ဘာဖတ်လဲဆူလာဖာတီးယားဖတ်ပြီးတော့ဘာဆူလာတွဲလဲဆိုတော့ကြားနေရတယ်တက်စပီတွေလည်းအလိုပဲကြားနေရတယ်ဆိုတော့ဖြစ်နိုင်တယ်ဒီအီမန်ကစစ်ရဲ့တတိယဆင်းကိုယူယူထားတယ်ဆိုမှာပေါ့နော်စစ်ရဲ့တတိယဆင်းဆိုတော့ဗာလေကိုတယောက်ကြားတယ်နောက်ကိုအနာက2ယောက်3ယောက်ကြားတယ်အဲ့ဒါလောက်ဆင်းမှာဆိုတော့မိုက်နဲ့ဆိုရင်ဒါကအများကြီးဖြစ်သွားမယ်မိုက်နဲ့ဆိုတော့ဆိုတော့ဘာမှတော့ပြဿနာမရှိဘူးမိကုန်းမှာပါတဲ့ပုံစံမှာဒါပေမဲ့အကယ်၍တမင်တကာကြီး ်ဟာအဲ့ဒီအဆင့်ထက်ကိုကြော်လိုက်မိုက်မပါဘဲနဲ့ဖတ်တယ်ဆိုရင်တော့မဟုတ်ဘူးနော်မိုက်မပါဘဲနဲ့ဖတ်တယ်ဆိုရင်တော့မကိုအနာကတ်နေတဲ့လူတွေတော့ပဲမဟုတ်ဘူးပရမဆော့ဖ်တလိုင်းလောကလူတွေအားလုံးတော့ကြားရအောင်မိုက်မပါဘဲဖတ်တယ်ဆိုရင်အဲ့လိုဖြစ်သွားတယ်ဆိုတော့ဒါကကြားရပြတော့ပြီအဲ့ဒီခါကျရင်စေတဲ့ဆောက်ဟုတ်စေတဲ့ဆောက်ဟုတ်အရေးကြီးတော့မှာဝါကျစ်ဖြစ်သွားတယ်ဒါပေမဲ့အခုမိဘကပါတဲ့ပုံစံကိုကြည့်ရတာကတော့သူကအဲ့မိုက်တက်တာတော့ကျွန်တော်အဲ့လိုဖြစ်သွားတာပါကြည့်ရတာစေရီရဲ့တတိယအဆင့်ကိုပဲသူလောက်တာဖြစ်နိုင်တယ်တဘောကအနာ အကယ်မိုက်တမပါဘူးဆိုရင်သူကြားရမယ်သူအနာကနှစ်ယောက်သုံးယောက်လောက်ကြားမယ်ဒါတော့ပဲဖြစ်မှာဒါပေမဲ့မိုက်တက်တာတဲ့တော့ကြောင့်များဟောတာဖြစ်မယ်လို့ထင်တယ်ဘာမှတော့ပြဿနာမရှိစရုထမေကွန်ကိုဆရာမုဖတီအဂျမလ်ကဖြေကြားပြပါဆရာကိုထုံးဦးကမေးထားပါတယ်ဆရာကျွန်တော်မေကွန်မေကွန်တခွန်းလောက်မေးချင်လို့ပါကျွန်တော်အဖေနဲ့ပတ်သက်ပြီးပဲလို့လောက်ရမှန်းမသိတော့ဘူးကျွန်တော်အဖေကမူးယစ်ဈေးဝါးတွေတုံးဆွဲတယ်အရက်လဲတောက်တယ်အလောင်းစားတွေလည်းလောက်တယ်ကျွန်တော်တို့အများကြီးစူးစမ်းခဲ့ပါတယ်တားလို့မရခဲ့ပါဘူး ဘယ်သူစကားမှလည်းနားမထောင်ဘူးကျွန်တော်အဖေကြောင့်ကျွန်တော်မော်လီလေးနန်းနဲ့ចောင်းထွက်လာရပါတယ်တနေ့တခြားပို့ဆိုးလာတယ်အခုဆိုရင်26နှစ်ရှိပြီသူဒီလိုလုံနေတာအသက်လည်း90နီးပါးရှိနေပြီတစ်ချိန်လုံးအားလုံးကိုអော်អော်ပြီးဆဲပါတယ်ကျွန်တော်အမေကိုဓာတ်နဲ့ပါလာချင်းឆောက်ပါတယ်ကျွန်တော်တို့အနေနဲ့ဘာတွေလုပ်တင်လဲအခုလက်ရှိတော့အိမ်ပေါ်ကနေနှင်းထုတ်ထားပါတယ်ရဲစခန်းကိုသွားတိုင်တော့လေရဲစခန်းကလာမဖမ်းဘူးရှရီအက်တရဘာလုပ်တင်လဲအိမ်ကနေနှင်းထုတ်လိုက်လို့အပြစ်ထိုက်ပါသလားကျွန်တော်ရဲ့နောက်တစ်ချံ

ဟာဒီသ်တော်ဒီမှာကောတိုင်းမြတ်ချက်တွေလာရှိတာတယ်ကျွန်တော်မျိုးကောရန်နဲ့မလာရှိမှတခင်အင်နမလ်ခမရ်ဝလ်မိုင်းဆီဝလ်အန်ဆာဘဝလ်အဇလမ်ရီဂျ်ဆုမင်အမလ်ရှိုင်တန်ဒီအမအဲ့ဒီအာယတ်တော်ထဲမှာဒီအယက်နဲ့လောင်းကစားကိုရှိုင်တန်ရဲ့အမဆိုပြီးတော့ရှိုင်တန်ရဲ့လောက်ရဆိုပြီးတော့ပြောလာတယ်အဲ့လိုပဲဟာဒီသ်တော်တဘုံမှာလာရှိတဲ့ကုလူမစကီလန်ဟာရမ်မူယဇီတဲ့အရာအလုံးကဟာရမ်ဖြစ်တယ် ဒါကြောင့်မူရစေဝါလည်းမရဘာကြီးပဲဖြစ်ဖြစ်ဘယ်လိုမူရစေဝါမျိုးပဲဖြစ်ဖြစ်ဆိုတော့ဆိုတော့ဒီအယက်တိစားတုပ်စားခြင်းလောင်းကစားလုပ်ခြင်းဒီမာဒီမူတရှာမူရစေဝါတုံးဆွဲခြင်းဒါလည်းအလုံးကကောရန်ဟာဒီစ်ရတဟာရမ်ရှရှင်းလင်းလင်းဟာရမ်နေဖြစ်တဲ့အတွက်မိကုံးမှာပါတဲ့သူရဲ့ဖခင်အနေနဲ့ဒီကိစ္စကလည်းလုံးဝပြပြဝါရှောင်ခြင်းရမယ်ဒီကိစ္စကလည်းတောက်ပါလောက်အောင်ဒါတော့

နဲ့ပတ်သက်ပြီးတော့ကောင်းမွန်စွာဆက်ဆံရမယ်ဆိုပြီးတော့ငါအရှင်မြတ်ကတတော်ပဲလေးလေးနက်နက်အမိန့်ပေးတယ်အဲ့လိုပဲအနက်စကူလီဝလီဝါလီဒိတ်အလံငါရှင်ရဲ့ကျေးဇူးကိုလည်းတည်တားရမယ်အာမင်းရဲ့မိဘနှစ်ပါးရဲ့အတင်းမိဘနှစ်ပါးရဲ့ကျေးဇူးကိုလည်းတည်တားရမယ်ဆိုတော့ပညာရှိတဲ့ကောင်မာဂောဟာဒစ်မာဂောမြောက်များစွာတွေ့ရတယ်အာမိဘနှစ်ပါးကိုဒုက္ခပေးဖို့မဆိုတာနဲ့သူဟွန်းသူစိတ်အနှောက်အယှက်ဖြစ်မဲ့ စိတ်ဒုက္ခဖြစ်မဲ့သကလုံးသုံးနှုံးချင်းကိုတောင်းကုရ်အန်ကတရားတရားရဲ့အမယဘလုကန်နာအင်လကန်ကီဘာရအောအာဟဒူမာဖလာတကုလ်လဟူမာအုဖ်ရမီဘာနပါတဲ့ကတဘာဖြစ်စီနှစ်ပါလုံးဖြစ်စီဟလာအတင်းရဲ့အနာမနေပြီးတော့အသက်ရဲ့ကြီးရလာပြီးဆိုရင်သူတို့ကိုသူတို့စိတ်ဒုက္ခရောက်စေမဲ့ဟလာသကလုံးတော့မတုံးပါနဲ့ဟွန်းလို့တော့မပြောပါဘူးသာမြတ်တာပြီးတော့ရှင်အက်ကဘလတ်တော့အမိတ်ပေးတာလဲဆိုရင် ဝအင်ဂျာဟာဒါကာအလာအမ်တုရှရီကနီမာလီသဒီဘီအလ်ဖလာတတွဲဟူမာဝဆာဟိဘဟူမာဖီဒုန်ယာမာလူဖာမိဘနှစ်ပါးကအလာသူတို့စ조사ပန်းစားနဲ့ကိုကိုရှရစ်လုပ်ဖို့ဖိအားပေးမယ်ဆိုရင်တော့ရှရစ်လုပ်ဖို့ခိုင်းစေမယ်ဆိုရင်တော့အမိတ်ပေးမယ်ဆိုရင်တော့အလာရှေဒတ်ကပြောတဲ့ဖလာတတွဲဟူမာအဲ့ဒီရှရစ်လုပ်ခိုင်းတဲ့ကိစ္စမှာတော့မိဘနှစ်ပါးရဲ့ဇကာကိုနားထောင်လို့မရဘူး ါပေမဲ့ဝါဆာဟေဘူမာဖစ်ဒူနီယာမာရူဖာဒူနီယာမာတော့သူတို့ညောင်းနဲ့သူတို့ညောင်းကိုပုံကောင်းမှုမို့ဆက်ဆံသွားရမယ်လုံးဝကိုယ့်ဘက်ကနေသူ့ကိုပါလာဒုက္ခပေးတဲ့ပုံစံတော့ခုမှမရအကောင်းမှုသာပဲဆက်ဆံဆရာဒီလိုပင်ငယ်ချက်တွေလာရှိထားတဲ့အတွက်မြေကွမှာပါတဲ့သူကမိမိနဲ့မိမိရဲ့ဖခင်ကိုဟလာဟလာနင်းညံ့ချက်ချူတတနဲ့အခလားစ်နဲ့တို့ပြောရမယ် ပြီးတော့ဒီလိုပုံစံမျိုးနဲ့ပြောမှ तू အပြစ်တင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အဲကိုဘက်ကနေကောင်းစေခြင်းတဲ့ပုံစံမျိုး तू အပြစ်လို့လို့ကိုအပြစ်တင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဟလာမမီးကနေကောင်းစေခြင်းတဲ့ဆန္ဒနဲ့ ikhlas နဲ့အာနုနုနဲ့ချိုးချိုးတသားနဲ့နာချာအနာချပြီးတော့နောက်တစ်ဖက်မှာအာဒူအားလေးလုပ်ပြီးနေရမှာအလားအလားသံတော်ဘက်ကနေဒီဖခင်ဒီလူရက်ကနေရက်တန်နိုင်မှုဖခင်နှလုံးသားကိုပြောင်းလဲပေးနိုင်မှုဘာသာဆိုတော့ရှင်မသခင်က မစရီဖုလ်ကူလုမကလီဘုလ်ကူလုမနရုံနာရီဘူအလာချဲလေနိုင်တော်မူတော့အရှင်ဖြစ်တဲ့အတွက်အလာစီမှာသွားတောင်းပါအလာစီမှာဒီဖခင်နှလုံးသားကိုပြောင်းလဲလုပ်ပြီးဘောသွားနေတောင်းပြေးနေပါအဲ့ဒီလောက်ပဲသူသူနဲ့လုပ်ခွင့်ရှိမယ်ဖခင်ကဆိုးလို့ကိုယ်ကလည်းဆိုခွင့်တော့မရှိဘူးပြင်စမမေဘုံကိုဆရာမုတ်တီဆိုဟိုက်ကဖြစ်ကြပြပါဆရာမန္တလေးကမနေနီဝင်းကမိထားပါတယ်ဆရာကြီးကျမတခုတီးချင်လို့ပါကျမအမကတားသမီးမရခဲ့လို့ ဖန်ပြွန်တရီတာယူခဲ့ပါတယ်။သူ့အမျိုးသားရဲ့တုပ်ပိုးနဲ့ယူခဲ့တာပါ။မြန်မာနိုင်ငံမှာပဲယူခဲ့တာပါ။ဒါပေမဲ့အခုတစ်တော့ထဲမှာတချို့ကပို့စတင်ပြီးပြောဆိုနေကြပါတယ်။ဖန်ပြွန်တရီတာဟာယူမပိုင်ဘူး။အလာကခွင့်မပြုတာဘူးဆိုပြီးပြောဆိုတင်နေကြပါတယ်။ဂျမတူမလေးကတကယ်ပဲမပိုင်တာလား။သူအဖေနဲ့ချွတ်ဆွရုပ်ချင်းသူယုံမကအချင်းဗီဇကပါအကုန်တူနေတာပါ။ကျမတူမလေးကအခုဆိုရင်26နှစ်ရှိပါပြီ။ဟိုရန်နဲ့25ပါရာတီအလွတ်ကြမှတ်ခဲ့ပါတယ်။ မာရာကြီးနဲ့ပတ်သက်ပြီးအင်မတန်ကိုမှအသိအဆောင်မခံတဲ့တူမွန်မလေးပါကျွန်မတူမလောကကိုရောက်လာခြင်းဟာမပိုင်ဘူးလားဆရာရဲ့အလ္လာရှင်မြတ်ဤအမိတ်တော်ရပိုင်ပါသလားဆရာသာသနာတော်နီးနဲ့ဖြေကြားပေးစီလိုပါတယ်အလ္လာဆရာမြတ်အားလုံးကိုနဘဝနဌာနမှာအစားပေးပါစီဆရာတခင်ကြီးမြတ်အားလုံးကျမ်းမာရေးမှာရဟမတ်ရရှိပါစေမိဘနဲ့မှမိသားရဲ့ပုံစံကြည့်ရတာဒီဖာဗျွန်တည်ထားယူခြင်းမပိုင်ရခြင်းရဲ့အကြောင်းရင်းကိုမိတဲ့လူကအမျိုးသားရဲ့တုတ်ကိုနဆိုင်တယ်လို့ထင်နေတယ် အမှန်ကဒီကိစ္စကအမှုသားရဲ့တုပ်ပိုးနဲ့မဆိုင်ဘူးအဲ့ဒါကိုခင်ပွန်းတဲ့တုပ်ပိုးကိုပဲယူတယ်ဆိုရင်လေဖန်ပြွန်တတိတားယူခြင်းမှာပြဿနာတခုရှိနေတာကဘာလဲဆိုတော့အဓိကပြဿနာကဘယ်မှာတော်ပြီးဖြစ်နေတာလဲဆိုတော့ဒီမမျိုးဦးကိုယူတဲ့နေရာမှာအမျိုးသမီးရဲ့မမျိုးဦးကိုယူဖို့တော့ကအမျိုးသမီးရဲ့အရှက်အင်္ကာကိုကြည့်ရမှာပေါ့နော်ဒီဆရာဝန်ကဆရာမကဆိုတော့ဆရာဝန်ဆရာမကကိုခင်ပွန်းမဟုတ်ဘူးလေအမျိုးသမီးရဲ့အရှက်အင်္ကာကို အာခင်ပွန်းမခင်ပွန်းမပါတခြားသူကကြည့်လို့မရဒီဆရာဝန်ဆရာမကို့အမျိုးတည်းရဖြစ်တယ်ခင်လည်းကြည့်လို့မရဘူးလေဆိုတော့ခင်ပွန်းတွေကယူတယ်ဆိုတော့ကိစ္စမရှိဘူးမမျိုးဘူးခင်ပွန်းမပါတခြားသူကအမျိုးသမီးရဲ့မမျိုးဘူးကိုယူတဲ့အခါမှာဒါအမျိုးသမီးရဲ့အရှိန်အငါကိုသူကြည့်ရတဲ့အခါကျတော့အဲ့ဒီမှာပြဿနာကအဲ့ဒီမှာဖြစ်တယ်ဒီကိစ္စကမပိုင်အစရိယတရားတော့ဆိုတော့တချို့ကလည်းမေးကြတယ်ဒါဆိုရင်ဟိုခလေးမွေးတဲ့အခါကျရင်ဘယ်လိုလုပ်မလဲခလေးမွေးတဲ့အခါကျရင်ဒီဇိုင်းတွေပဲခလေးမွေးပြီးကြ အဲ့ဒီခါကျရင်လည်းအမျိုးသမီးရဲ့ရှိုင်းငါကိုကြည့်ရတာပဲအမကအဲ့ဒီမှာကကျတော့ဇလူရက်တုခေါ်တယ်မလွဲတမဆောင်တာတဲ့လူအမှုပေါ့နော်အကယ်၍အဲ့ဒီမှာတွားပြီးတော့ကျွန်တော်တို့ကခွင့်မပြုဘူးမပိုင်ဘူးလို့ပြောတယ်ဆိုရင်အမျိုးသမီးတော့လည်းအတန်းအနေရှိတယ်ခလေးတော့လည်းအတန်းအနေခင်ပိုးတွေကလည်းဘာမှလုပ်ပြီးတတ်တာမဟုတ်ဆိုတော့တဘာဝလျော့ကိုဝင်ရပြီးတော့ခလေးမွေးတဲ့ခါကျရင်တော့အမျိုးသမီးအရှိုင်းငါကိုတက်ဆိုင်တဲ့လူတွေကဒီ next မှာပဲဖြစ်ဆောင်မဖြစ်ဆောင်မှာပဲဖြစ်ဒါချီလို့ရတယ်ဆိုတော့အဲ့ဒီမှာကဇလူရက်မလွဲတမဆောင်တာတဲ့လူအမှုရှိတယ် ဆိုတော့မမွေးနေမရဘူးခလေးကတကူဝင်ရပါဘူး။ဆိုတော့ဒီမှာကကြာတော့ဖာမွန်တတိသားကိစ္စမှာကြာတော့ဒီမမျိုးဥကိုမယူရင်လည်းဘ누구တော်မှပါဆုံးရှုံးမှုမှာမရှိဘူးလေခလေးမရတော့တခုပဲရှိမှာပေါ့ခလေးမရခြင်းကဒါဘာမှတော့လူတယောက်တော့ကြီးကျယ်တဲ့ဆုံးရှုံးမှုတွေမှမဟုတ်ဘူး။ဆိုတော့ဆိုတော့ဒါကမလွေးသားမဆောင်တာတဲ့လူအမှုရှိတဲ့ကိစ္စတခုမဟုတ်ဘူး။အဲ့တော့အဲ့ဒီမမျိုးဥကိုယူတဲ့နေရာမှာအမျိုးသမီးအဆက်အင်္ဂါကိုမကြည့်ပိုင်တဲ့လူကကြည့်ချင်းဆိုတော့ကိစ္စရှိနေတဲ့တော့ဖာမွန်တတိသားယူခြင်းကမပိုင်တာဖြစ်တယ် ဆိုတော့ဒီလောက်ရက်ကမပိုင်တာဖာမွန်တတိထားယူခြင်းကမပိုင်တာအကယ်ခင်မိုးနဲ့ယူရဆိုရင်ပိုင်တယ်လေဒါပေမဲ့အခုယူတာကခင်မိုးနဲ့ယူတာမဟုတ်ဘူးဆိုတော့ဒီလောက်ရက်ကမပိုင်တာဖာမွန်တတိထားယူခြင်းဆိုတော့လောက်ရက်ကမပိုင်တာဒါပေမဲ့ဟိုခလေးကကြတော့သူ့ကိုဟိုထဲကနေယူပြီးတော့ဒီဖာမွန်ထဲကနေယူပြီးတော့နောက်မိခင်ရဲ့ဝမ်းကြတဲ့တွေကိုပြန်ထည့်လိုက်တာတော့မှဒါပေမဲ့ဖာမွန်ထဲမှာတတိခလေးဖြစ်လာအောင်လုပ်ဖို့တော့ကဖခင်တို့ပူယူရသလိုမိခင်ရဲ့မမျိုးဦးကိုလည်းယူရတယ်ဆိုတော့အဲ့ဒီမမျိုးဦးယူတဲ့နေရာမှာပြဿနာရှိတယ်ဆိုတော့ဒီခလေးမှာက ဘာမှပြဿနာမရှိဘူးဒီကလေးကရိုးရိုးပူဝင်ရတဲ့တဘာဝအကြောင်းမွေးလာတဲ့ကလေးတယောက်လိုပဲသူဟာလည်းလုံးဝအပြစ်ကင်းစင်တဲ့ကလေးတယောက်ဖြစ်တယ်သူစီမှာလည်းဘာချိုးရင်ကြမှာအားနေကြမှာဘာအပြစ်နာဆောင်မှမရှိဘူးတရားတော်ရတရားတော်ရပြောနေဆိုတော့ဒီဒီကလေးမှာပြဿနာရှိတယ်မဟုတ်ပြဿနာကဒီလုံးရမှာရှိတယ်ဖိုင်ကွန်တတိထားယူချင်းမှာပြဿနာကရှိတာယူပြီးတဲ့နောက်ပိုင်းကလေးဖြစ်လာတဲ့အဲ့ဒီကလေးမှာဘာမှချိုးရင်ကြအားနေကြအပြစ်နာဆောင်တရားတော်ရမရှိဘူးသူဟာရိုးရိုးတာမှကလေးတယောက်လိုပဲဖြစ်တယ်တရားတော်ရအမြင် နောက်ဆုံးမိဘကိုဆရာမူတီအဂျမယ်ကဖြေချပေးပါဆရာ။ထိုင်းနိုင်ငံမှာနေတဲ့မိษွေတယောက်ကမိထားပါတယ်။ကျွန်တော်နေထိုင်တဲ့ရပ်ကွက်မှာဗလီတလုံးရှိတယ်။အဲ့ဒီဗလီမှာအီမာမရှိဘူးဆရာ။ရှာဖီအီတွေထဲကမမူကြီးတွေအီမာမလုပ်ကြတယ်။ကျွန်တော်တို့သူတို့နောက်ကနေလိုက်ဖက်ပါတယ်ဆရာ။ဒါပေမဲ့မြန်မာပြည်ကမမူတယောက်လည်းရှိတယ်။သူကအာလင်တွေရှိနေရင်လဲသူပဲအီမာပြေးတက်နေတယ်။အာလင်တွေသူ့နောက်ကလိုက်ဖက်နေရတယ်။ဟာဖစ်တွေသူ့နောက်ကလိုက်ဖက်နေရတယ်။သူ့ကိုဘယ်လိုပြောပြောချင်းတိုင်သူပဲအီမာမလုပ်နေတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးအစ္စလာမ်ရဲ့တားမြစ်မှုတွေအမိန့်တွေဘယ်လိုများရှိလဲဆရာဖြေကြားပေးစီခြင်းပါတယ်ဘစ္စမိလ္လာဟီရ်မာနီရ်ရဟီမ်အာလမ်ရီရှိပါလျက်နဲ့အာလမ်မဟုတ်တဲ့သူတယောက်ကသူနမတ်တင်နေဆိုရင်မကြည့်ရမှာကအကေအဲ့ဒီ အာလင်မဟုတ်တဲ့သူကကုရ်အန်ကိုမခရစ်စီဖာတီလာဇီမာမန်ကန်ဇွာနဲ့ဖတ်နိုင်တဲ့သူဖြစ်တယ်နမာဇ်နဲ့ပတ်သက်တဲ့မစအလာတွေလည်းတတ်ကျွမ်းတဲ့သူဖြစ်တယ်ဆိုရင်ပြီးတော့ဆရီအန်နဲ့စံဂျေမကိစာဒုက္ခနာကုမဘာမှမရှိတော့ဘူးသူဒါရီရိတ်တာလည်းမရှိဘူးတခြား fasik မဟုတ်ဘူးပေါ့ ပါစစ်ဖာဂျာမဟုတ်ဘူးဆိုရင်အဲ့ဒါလိုအာလင်မဟုတ်တဲ့သူကဟာလာအာလင်နီရှီလျာနဲ့အီမမ်ဘတ်လုံးမစင်ဘာမှပြတ်တာမရှိဘူးအဲ့တူနာမနမတ်ဖတ်လို့လေအာလင်နီရဲ့ဟာဗစ်တီရဲ့နမတ်မှာထိခိုက်မှုဘာမှမရှိဘူးအဲ့ကိဝိအာလင်မဟုတ်တဲ့သူကဟာလာကျွန်တော်မြတ်ကုရ်အန်ဟိုဟာလာသူရဲ့အုံနာပြောခဲ့တဲ့မခရတ်စီဖာတီလာဇီမာ နဲ့တကွကောင်းကောင်းမွန်မွန်ပြပြတတမဖတ်နိုင်ဘူးဆိုရင်တော့အဲ့လိုဒါမှမဟုတ်နမာစရာမစလာဒီသူမသိဘူးဆိုရင်အဲ့လိုပုံကုမျိုးရဲ့အနောက်မှာနမာသူရဲ့သူရဲ့အုံနာကုရ်အန်ကုံဖတ်တဲ့ညမှာတကြီးမှားတာကအသေးပဲပါအများကြီးပြောင်းလဲမှုတွေရှိနေတယ်ဆိုရင်အဲ့လိုအာလမ်ဟုတ်တဲ့သူရဲ့နောက်မှာနမာဖတ်ထမီမဆင်းတော့အိနမားကအထမြောက်မှာမဟုတ်တော့ပြန်ဖတ်ဖို့အရေးကြီးတယ်ဒါအဲ့လိုမှမဟုတ်ဘဲနဲ့ဘာမှမ ာလားရှေးအတ္တရာတော်ရအပြည့်အနာစာမရှိတဲ့သူအာရင်မဟုတ်တဲ့သူတယောက်ကအီမာမက်လောက်လိုက်လို့တုံနာမဟာဗစ်တဲ့အာလာလမ်ဒီမူတီရနမတ်ဖတ်လို့ပါမတိခိုင်မှုမရှိဘူးအလ်ဟမ်ဒူလ illah ဖြေးချပေးတဲ့ဆရာတွေကိုအလ္လာဟ်တာလာနဲ့ဌာနဆလုံးမှာပေါင်းတော်ဆာမြန်ချင်းမြင်ပေးတနာတော်မူပါစေနားဆင်ကြည့်ရှုနေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်တာလာကြားသိရတဲ့ပုံမှာအာမလုံနိုင်တဲ့တော်ဖီချင်းမြင်ပေးတနာတော်မူပါစေမိတ်ဆွေများခင်ဗျာဒီတစ်ပတ်တော့ဒီလောက်ပါပဲအင်ရှာအလ္လာဟ်ရှေ့ပတ်မှာပြန်ဆောင်ကြမယ်ဆလာမ်အလိုင်ကွမ်ဝါရဟ်မတ်တူလာဟီဝဘာရကာတူး